ဒီနေ့ခေတ်ကြီးက AI ခေတ်ကြီးဖြစ်တဲ့အတွက် AI ကိုဂျိုးတွေကမတုံးတက်ဘူးဆိုလို့ရှင်အင်မတန်မှခင်နောက်ကြပါတယ်။ဘာကြောင့် AI ကိုတောင်းရမှာလဲဆိုလို့ရှင် AI နဲ့ဂျိုးတွေကဗီဒီယို short တွေဖန်တီးပြီးတော့ Facebook နဲ့ YouTube မှာ ဝင်ဝင်ချလို့ရပါတယ်။အဲ့ဒီအပြင်ကိုကျောင်းလေးက AI ကအခြားသောလှုပ်ဆောင်ချက်တွေအများကြီး လုပ်လို့ရပါသေးတယ်။အဓိကကျွန်တော်ပြပေးချင်တာကတော့ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင် ChatGPT ကိုအသုံးပြုတဲ့နည်းလမ်းကိုပြောပြပေးချင်တာဖြစ်ပါတယ်။ ChatGPT အသုံးပြုတယ်ဆိုတာကကျွန်တော်တို့ဒီ content တွေက ဖိဖို့မှာရော YouTube မှာကောကျုပ်လေးဘွတ်ပေါက်နေပြီဆိုပေမဲ့လို့ prompt ရေးတဲ့နီလန်းကိုကျုပ်လေးဒါအခြေခံအဖြစ်ကျွန်တော် ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျုပ်လေး ChatGPT ကိုဝင်လိုက်ပါမယ်အဲ့တော့ ChatGPT လေးကိုကျုပ်လေးနှိပ်လိုက်တယ်ဆိုလို့ရှင် ChatGPT ကိုနှိပ်လိုက်တယ်ဆိုလို့ရှင် အခုလိုပုံစံမျိုးကျုပ်လေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကဒီ Chat GPT ကိုတုံးပြီးတော့ prompt ရေးဖို့အတွက်ဆိုလို့ချင်းကျွန်တော်တို့ဒီမှာအောက်မှာ image ကျုပ်လေးအရင်ဆုံးယူလိုက်ပါမယ်။အင်မိတ်ထုတ်ခိုင်းလို့လည်းရတယ်။နောက်တစ်ခုကကျတို့တွေကဟာလာဒီအင်မိတ်နဲ့ပုံတူ character နဲ့ကျတို့တွေက prompt ရေးထုတ်လို့လည်းရတယ်ပေါ့နော်။အဲ့တော့ဟုတ်ပြီကျတို့တွေ prompt ထုတ်ခိုင်းမှာဖြစ်တဲ့အတွက်ကို prompt ထုတ်ခြင်းတဲ့အင်မိတ်ကိုကျတို့တွေယူပါမယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျတို့ဒီနေ့မှာထိုးသွားတဲ့ဟာဒီနေ့မှာထိုးသွားတဲ့ UFC ရဲ့ပွဲမှာပေါ့နော်။အဲ့ကျတို့ဘန်တို့ထိုးသွားတဲ့ပွဲအဲ့ဒီကောင်ကိုကျွန်တော်က သူ့ကိုကျွန်တော်တွေ print ထုတ်ပါမယ်ဒီပုံနဲ့ဟာလားကျွန်တော်တွေဒီပုံကိုကျွန်တော်တွေက print ပြန်ပြီးတော့ထုတ်ပေးပါဗောနော်တဝင်လောက်ချအောင်ကျွန်တော်တွေ print ပြန်ပြီးတော့ထုတ်ပေးပါအဲ့တော့ print ရေးတဲ့အခါမှာတော့ကျွန်တော်ကဒါသဘောတရားကိုပြောပြတာဖြစ်တဲ့အတွက်စုံလင်ခြင်းမှစုံလင်မဲ့လိမ့်မယ် ဒါပေမဲ့ကိုကကိုရေးတဲ့ခါကြလို့ရှိရင်တော့ကိုကကိုစိတ်ကူးနဲ့ကျုပ်တို့တွေကစိတ်ကူးရင်ပြီးတော့အဲ့ဒီစိတ်ကူးရင်တဲ့အတိုင်းကိုကျုပ်တို့တွေကပုံဖော်ဖို့အတွက်ကျုပ်တို့တည်တည်ချာချာလေးရေးပေးရပါတယ်။မြန်မာလိုရေးလို့လည်းရတယ်။ကျွန်တော်အင်္ဂလိပ်စာအားနည်းလို့ဘာမှကျွန်တော်အားငယ်စရာမလိုဘူးပေါ့နော်။ကျွန်တော်ကိုယ်တိုင်လည်းအင်္ဂလိပ်စာအားငယ်တယ် အားနည်းဆိုလို့ချင်းကျွန်တော်အင်္ဂလိပ်စာကိုကောင်းကောင်းကိုကျွန်တော်တို့တွေမသင်ခဲ့ရဘူးပေါ့နော်ဒါကျွန်တော်အမှန်တိုင်းဝန်ခံတာဖြစ်ပါတယ်ဒါကရှက်စရာလည်းမလိုဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့မြန်မာလိုရေးမယ်ပေါ့နော်မြန်မာလိုရေးမယ်ဆိုလို့ရှင်အဲ့တော့ဒီလိုလေးကျွန်တော်တို့ရေးလိုက်တယ်ပေါ့နော်ဒီထက်အသေးစိတ်ရေးပေးနိုင်လေပို့ပြီးတော့ကောင်းတယ်နော်ဒီထက်အသေးစိတ်လေးရေးပေးနိုင်တယ်ဆိုလို့ရှင်ပို့ပြီးတော့ကောင်းတယ်ဒါကြောင့်မလို့ဟုတ်လားကျွန်တော်ကတော့သဘောတရားကိုပြောပြတာဖြစ်တဲ့အတွက်ဒီလိုမျိုးလုပ်လို့ရတယ်ဒီလိုမျိုး print ထုတ်လို့ရတယ်ဆိုတော့နီလန်းကိုကျွန်တော်ပေးချင်တာဒီလိုနီလန်းကိုပေးပြီးတော့ ကျွန်တို့ဒီ ChatGPT ကနေပြီးတော့ prompt တွေထုတ်ပြီးတော့အခြားသော AI image ထုတ်တဲ့ AI video generate ထုတ်တဲ့ AI တွေမှာကျွန်တို့တွေက video တွေဖန်တီးပြီးတော့ video short လေးတွေနဲ့ကျွန်တို့တွေက Facebook ကပဲဖြစ်ဖြစ်ဟာ YouTube ကပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တို့တွေဝင်ဝေးချလို့ရတယ်ဆိုတော့အဓိကသိစေချင်လို့ကျွန်တော်ကပြောပြတာဖြစ်တယ်ကျွန်တော်ပြောတဲ့အချက်တွေကကျွန်တော်တို့မစုံလင်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေဒါအသေးစိတ်ရေးပေးနိုင်ရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်စာရေးတဲ့အခါမှာမစုံလင်ဘူးပေါ့နော်အဲ့တော့ကျွန်တော် ဒီမှာအမြားလေးကိုနှိပ်လိုက်မယ်နော်ကျောင်းမှာအမြားလေးကိုနှိပ်လိုက်မယ်မြားလေးကိုနှိပ်လိုက်တယ်ဆိုလို့ချင်းကျောင်းတို့ဒီ ChatGPT ကအခုလိုမျိုးအလုံးလုံးနေပါလိမ့်မယ်အလုံးလုံးနေတယ်ဆိုလို့ချင်းသူကဒီမှာအတန်ဖြစ်ပေါ်ပြမြင် animation ဟာလာ video ပေါ့နော် creation အတွက်အတုံးပြုတ်နိုင်တဲ့ prompt ကိုတဲ့အောက်မှာပေါ်ပြပေးထားပါတယ်တဲ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီမှာ USC အာဒီမှာဒီမှာအခုလိုမျိုးသူကရေးပေးထားတယ်ပေါ့နော်ပြီးလို့ရှိရင် bar map prompt ဆိုပြီးတော့လဲသူက အဲရေးပြထားလေးတယ်ပေါ့နော်ဘာမစ်ပရွန်ဆိုလို့ချင်းဒီမှာဘာမစ်ပရွန်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီက AI နေမှာဆိုလို့ချင်းကျွန်တော်တို့ဒီကဟာလာတော်တော်များများပေါ့နော် AI တော်တော်များများသည်ကျွန်တော်အင်္ဂလိပ်စာနဲ့ပဲလောလောကြတာဖြစ်တဲ့အတွက်ကျွန်တော်ဒီအပေါ်ကအင်္ဂလိပ်စာကိုယူပါမယ်ဘွားကောင်လေးကို coffee လေးယူလိုက်ပါမယ်နော် ဲ့တော့ slot date လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ဒီမှာဒီကနေပြီးတော့ကျွန်တော်တို့ဒီ ठी ကိုကျွန်တော် coffee ယူလိုက်မယ်ပြီးဆိုလို့ရှင် coffee ဆိုတာလေးကိုနှိပ်ပေးလိုက်မယ် coffee ဆိုတာနှိပ်ပြီးသွားရင်ဒီကောင်ကိုကျွန်တော်တို့က home key နဲ့ထွက်လိုက်မယ်ပေါ့နော် home key နဲ့ထွက်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာဘယ်လိုလာမလဲဆိုလို့ရှင်ကျွန်တော်တို့ဗီဒီယိုထုတ်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ jump line ကိုလာမယ်ပေါ့နော်ကျွန်တော် jump line လေးကိုလာလိုက်မယ်အဲ့တော့ jump line မှာဆိုလို့ချင်းကျွန်တော်ပြ ကြိုပြီးတော့ပြောချင်တာတခုကဂျမနိုင်းဒီကျတို့အတန်မပါဘူးပေါ့နော်အတန်မပါဘူး VO3 ကတော့အတန်ပါတယ်ပေါ့နော်ဒီဂျမနိုင်းကကျတော့ VO2 ပဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဗီဒီယိုလေးကိုရွေးချယ်လိုက်မယ်ဗီဒီယိုကိုရေးချက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပါပြောလဲဆိုလို့ရှိရင် VEO2 ပေါ့နော် VEO2 ပဲသူထုတ်လို့ရမယ်ပြီးလို့ရှိရင်ဗီဒီယိုက60စက္ကန့်ရမယ်ပေါ့နော်အဲ့တော့ခုနကကော်ဖီယူလာတဲ့ကောင်လေးကိုကျွန်တော်ဒီမှာ pass ပါလေးနှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာ နှိပ်လိုက်မယ်ပေါ့နော်အဲအဲ့လိုမျိုးနှိပ်လိုက်တယ်ဆိုလို့ချင်းသူကခဏတော့ကျော်ရီစောင့်ပေးရတယ်10မိနစ်2မိနစ်ဝင်းကျင်ပေါ့နော်10မိနစ်2မိနစ်ဝင်းကျင်ကိုစောင့်ပေးရတယ်ကျတို့ creation ကပို့ပြီးတော့ဟာလာ ပြည့်စုံလေ creation ဖန်တီးမှုကကျော်ရီပြည့်စုံလေကျတို့ဒီ generate ထုတ်တာကကြာလေပေါ့နော်ဒါပေမဲ့ပလူတုံးနေတဲ့သူတွေအတွက်ကတော့မြန်ပါတယ်ခင်ဗျာနော်အဲပလူမတုံးနိုင်တဲ့သူတွေကတော့နည်းနည်းလေးကျတို့ကအချိန်ပေးပြီးတော့စောင့်ရပါတယ်အခုဒီမှာဆိုလို့ရှိရင်သူက ဗီဒီယိုကို generate လုပ်နေပြီဖြစ်ပါတယ်เนาะအဲ့တော့ image ledger ဦးတွေကလောက်ခိုင်းလို့ရတယ်ပေါ့เนาะ image လည်းလောက်ခိုင်းလို့ရတယ် image ထုတ်ချင်တယ်ဆိုတော့လေ image ပေါ့ဗျာเนาะ image မဟုတ်ဘူးကျွန်တော်တို့တွေကဟာလာဗီဒီယိုထုတ်ချင်တယ်ဆိုတော့လေဗီဒီယိုပေါ့เนาะဒီ image ကနေပြီးတော့ဗီဒီယိုပြန်ပြောင်းပြီးတော့လေကျွန်တော်တို့တွေက အဲအင်မေကာမှာတစင်ဗီဒီယိုအဖြစ်ပြန်ပြီးတော့ပြောင်းတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ခေတ်ကြီးက AI ခေတ်ကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ AI ကိုအခြေခံလောက်ကမှအစာမသုံးတတ်ဘူးဆိုလို့ချင်းကိုကအတော်လေးကိုခင်နောက်ကြတယ်ပြောရမယ်ပေါ့နော်အဲ့တော့ခဏလေးစောင့်ပေးပါအဲ့တော့ဖီးသုံးတဲ့ဟာတွေမှာဆိုလို့ချင်းလည်းကျွန်တော်တို့ဒီအာရာသာပြပြနော်โอเคဒီမှာဆိုလို့ချင်းကြည့်ကြည့်လိုက်နော်ကြည့်ကြည့်လိုက်ပါโอ้လုံးဝเนาะ အမှားကန်ရွကျော်ကျွေးတဲ့အကွက်တွေပြရတာနော်ဒါဂျမနိုင်းနဲ့ကျော်တွေက VEO2 နဲ့ထုတ်ထားတာဖြစ်ပါတယ်ဒါပေမဲ့သူကကြတော့အတန်မပါဘူးပေါ့နော်အကယ်၍ဒီနေရာမှာကျော်တွေကကံပါနဲ့ထုတ်တယ်ဆိုလို့ရှိရင်တေချာပေါ့အကြံအဒီအတန်ပါတယ်ပေါ့နော်အကြံအောင်ဖြစ်သွားတယ် sorry အတန်ပါတယ် အတူမှာတော့ကျောင်းတွေကအတန်မပါဘူးပေါ့ဗျာဒါပေမဲ့ကျောင်းတွေက VU သတိကမရတာဘူး VU 2ပဲရတာလေပေါ့နော်အဲ VU သတိမှာဆိုလို့ရှင်လည်းအတန်ပါတယ်ဒါတေချာပေါက်ပဲပေါ့နော်အဲ့တော့ဒီလိုအတန်မပါတဲ့ဟာကိုတော့ကျောင်းတွေက VU အပ်တက်လုပ်တဲ့ခါမှာတော့ဒီအတန်ဒီပေါ့နော်အဲအတန်အောင်ကျောင်းတွေထပ်ပြီးတော့ထည့်ပြရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒီဗီဒီယိုမှာဆိုလို့ရှင်ကျောင်းတို့ကဟာလာဒီ ChatGPT နဲ့ ပေါ့နော် ChatGPT နဲ့ကျွန်တော်တို့အာ prompt တွေကိုဘယ်လိုမျိုးအလွယ်တကူရေးတယ်ပေါ့နော် prompt တွေကိုအလွယ်တကူရေးတယ်နောက်တစ်ခုကဟဲ့လားရေးပြီးသား prompt ကိုဘယ်မှာ generate လုပ်တယ်ဆိုတာကိုပြောပြပေးသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာလေးတွေကိုသိချင်လဲဆိုတာကျွန်တော်ရဲ့ comment လေးအောက်မှာရေးပေးခဲ့ပါဦးခင်ဗျာအားလုံးရဲ့စိတ်ကြံပါခြင်းကိုယ်ကြံပါခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ